တိုင်းရင်းသားပြည်သူတွေနဲ့ငါတို့မိမာရှိပြီးတော့ငါတို့မပိုင်ရတဲ့ပစ္စည်းကိုဘာမှမလုပ်ပဲဒီတိုင်းထားတာကောင်းတယ်ဆိုတဲ့စိတ်ခံစားမှုကတိုင်းရင်းသားရင်ထဲမှာလည်းရှိရပါတယ်။ဤတရားစကားဆိုင်ရာဆောင်ရွက်မှုခင်းချင်းတွေမှာတကယ်လည်းဆုံးရှုံးရတာလေသမားတွေဖြစ်ပါလေ။ရခိုင်တယံဇာတနဲ့တဘာဝပဝန်းကျင်ဆိုင်ရာကွန်ရက်ကဥဆောင်ပြုလုပ်တဲ့ဒီသတင်းစာ ရှင်းလင်းပွဲမှာရခိုင်ပြည်နယ်ကမြေယာရီတယံဇာတတွေကိုစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ပြည်သူရဲ့သဘောထားတွေလက်မှတ်တွေကောက်ယူထားတယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုစစ်တမ်းကောက်ခံတာတွေကိုလွတ်တော်သမရနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့သက်ဆိုင်ရာကုမ္ပဏီတွေကိုပေးပို့မယ်အကြောင်းလည်းပြောဆိုခဲ့ပါတယ်။တယန်စာတခွဲဝေမှုအကြောင်းကိစ္စတွေဟာပြည်ရင်းစစ်ပွဲမှာရေးပါတဲ့အဓိကချက်ဖြစ်ပါဝင်နေသလိုကိုပိုင်းစီမံခန့်ခွဲမှုတွေမရသေး၍စင်းရဲမှုမမျှတာတဲ့တန်တရာကရုံထွက်နိုင်မှာမဟုတ်ဘူးလို့ ကိုစရာကျော်ကပြောဆိုခဲ့ပါတယ်အဓိကကျွန်တော်တို့ကွန်ရက်ကိုသွားတဲ့ကံမှာကျွန်တော်တို့ကမူဝါဒပေါ့နော်ကျွန်တော်တို့ကွန်ရက်ရဲ့ moderate နေတာတော့ပါလို့ဆိုရင်ကျွန်တော် ownership control open နော်ပိုင်းဆိုင်ခွင့် control ဒါကိုပိုင်းဒါစီမံပိုင်းခွင့်ဒါတွေအဓိကဒီအရေးမရှိသမျှကာလပတ်လုံးကတော့ဒီဆင်းရဲတန်တရားမမျှတမှုတန်တရားတွေရုပ်ထွက်နေတယ်အဒီအနဲ့ပဲဒီဒိတ်ပဲနဲ့ဒီရွေးချက်နဲ့ပဲကျွန်တော်ဒီကမ်ပိန်းကိုလုပ်တယ်။တရင်စတာကိုပိုင်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး သဘောထားစံနာကောက်ခံမှုတွေကိုရခိုင်တယံဇာတနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်ကဥဆောင်ကောက်ခံခဲ့တာပါဇွန်လကစပြီး၃လကြာရခိုင်ပြည်နယ်ကမြို့နယ်၁၈ခုမှာကောက်ခံခဲ့တာဖြစ်တယ်လို့လူဦးရေ၃သိန်းကျော်ရဲ့စံနာလက်မှတ်တွေကို နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်နဲ့သမရအထိတင်ပြသွားမယ်လို့လည်းဆိုပါရယ်ညောင်ဦးမြို့နယ်ပြည်သူ့လွတ်တော်အမတ်ဦးဦးလစောကတော့တချို့နေရာကပြည်ရင်းစစ်ပွဲတွေဟာ တယံသာတာစစ်ပွဲလိုမျိုးဖြစ်နေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ဒီ resource sharing ဆိုတဲ့ကိစ္စကအတိုင်းအတာတွေကလည်းသူတို့ကအများကြီးခံစားနေရတဲ့အပိုင်းတစ်ရှိနော်။နောက်တစ်ခုကဒီ resource sharing ဆိုတဲ့အပိုင်းဟာဒီကျွန်တော်တို့ပြည်တွင်းစစ်ချုပ်ငင်းရေးပြည်တွင်းငင်းငင်းတိဆောက်ရေးဆိုတာလည်းတော်ပြီးပတ်သက်နေတယ်။ဘာလို့ပြည်တွင်းစစ်ကိစ္စဟာတချို့နေရာတွေမှာကြာတော့တော့တယံသာတာစစ်ပွဲလိုဖြစ်နေတယ်။အဲ့ဒီကိုဒီသားထွက်တဲ့တရားစာရတွေကိုခုပြည်သူတွေမှာခံစားရတဲ့အတွက်ကြောင့်အဲ့ဒီခံစားခွင့်အတွက်ကျွန်တော်တို့ ကျွန်တော်တို့ဒီမိုကရေစီနည်းနဲ့တောင်းဆိုတာရှိလူထုတိုက်ပွဲရှိမယ်လက်နက်ကင်ပြီးတော့တောင်းရတဲ့အပိုင်းတွေရှိတယ်အဲ့လိုဖက်ဒရယ်နိုင်ငံတိတိဆောက်ရေးမှာလည်းဒီဟာအစိတ်ပိုင်းဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စကိုဆွေးနွေးပါလို့ကျွန်တော်အနေနဲ့တက်တက်ကြွကြွညီမဆွေးနွေးဖို့ဆိုရောက်လာတာဖြစ်ပါတယ်